အလုံးမင်္ဂလာပါကျွန်တော်ကတော့ဗိုလ်ထက်ကြည်ပါဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော် YouTube မှာအမြဲတင်ဆက်ပေးနေတဲ့ Man City fan တစ်ယောက်ပါကြာအဲ့တော့ဒီနေ့မှာတော့ကျွန်တော် Man City ရဲ့အပြောင်းရွှေ့လေးတင်းလေးတစ်ခုကိုပြောပြခြင်းနဲ့ပေါ့နော်အဲ့ဒါဒီနေ့မှာပဲကျွန်တော်ဖော်ပြခဲ့တဲ့ကျွန်တော်တို့ Man City တင်းကခွဲယူနိုင်ခြင်းအရှိဆုံးကစားသမားရောက်လာနိုင်ခြင်းအမြင့်ဆုံးကစားသမားဖြစ်တဲ့ Rangers နဲ့အကြောင်းလေးပဲဖြစ်တယ်အဲ့တော့ Rangers ကိုကျွန်တော်တို့ Man City တင်းကခေါ်ခြင်းနေတာကတော့ဒါကျွန်တော်ရှိမှာဖော်ပြခဲ့ပြီဖြစ်တယ်အဲ့တော့ Man City တင်းက Rangers ကိုခေါ်ခြင်းနဲ့အဲ့တော့ Rangers ကလည်းကျွန်တော်တို့ Pep Guardiola ရဲ့အောက်မှာကစားခြင်းနဲ့ Man City ကိုပြောင်းလာခြင်းနဲ့အဲ့တော့ ဇာရမအတွက်ကကျွန်တော်ပြဿနာမရှိဘူးဒါထွက်ပေါ်လာတဲ့ဒဏ်တွေရဆိုလို့ရှိရင်မန်စီအတင်းက AC မီလန်အတင်းကိုဒါကန်လန်မှုတစ်ခုပြုတ်လိုက်ပြီးလို့တည်ရတယ်အဲ့တော့ AC မီလန်အတင်းဘက်ကနေပြီးတော့ကျွန်တော်တို့လိုချင်နေတာက65မီလီယံဗျဒါပေမဲ့မန်စီအတင်းကပေးချင်နေတာက60မီလီယံအဲ့တော့ကလပ်အတင်းနဲ့ အတင်းတင်းကြားထဲမှာပြောင်းရွှေ့ခြေကိစ္စကတော့ရောစင်မှာညှိနှိုင်းနေပေါ့နော်ဆိုလိုတာက AC Milan တင်းက65 million ဘလူးဂျင်နဲ့ Man City က60 million ပဲပေးခြင်းတယ်အဲ့တော့ Man City တင်းနေနဲ့ကံလမှုတွေကအမျိုးမျိုးပြုလုပ်လို့ရတယ်အဲ့တော့ကစားသမားရဲ့ပွဲထွက်ခွင့်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒါ65 million အထိတိုးပေးနိုင်တယ်ပေါ့ပြောရမယ်ဆိုရင်ဒါ Rangers ကိုကျွန်တော်ပွဲထွက်ခွင့်ဒီယာရီမှာအဲ35ပွဲပွဲ40အဲ့လိုပွဲထွက်ကစားခွင့်ရခဲ့တယ်ဆိုရင်ငါတို့နောက်ထပ်5 million ပေးမယ်ဒါမှမဟုတ်ကျွန်တော် Rangers ကကျွန်တော်တို့ဒါ ီစုတွေပါရခင်ပေးမယ်ဒါမျိုးတွေပေါ့ဗျာ bonus တွေအနေနဲ့ကျွန်တော်ကန်လန်နေရလို့ကျွန်တော်သိရတယ်ဗျာအဲ့တော့ဒါကျွန်တော်ပြောပြခဲ့ရတော့နမူနာကြီးပေါ့နော်အတင်းတင်းကြားရဆွေးနွေးနေရတော့ကျွန်တော်မတည်ဘူးဒါပေမဲ့တေချာတာကတော့ Man City တင်းက Rangers နဲ့ AC Milan တင်းနဲ့ဆွေးနွေးညှိနှိုင်းမှုကနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ပြောလို့ရတယ်ဗျာအဲ့တော့နောက်ဆုံးအဆင့်ဆိုတာကဘာလဲဆိုလို့ရှိရင်ဒါပြောင်းရွှေ့ခြင်းဘယ်လိုပေးမလဲဆိုတာကိုပဲကျွန်တော်ညှိနှိုင်းနေပြီဆိုတော့တည်တယ်ညှိနှိုင်းညှိနှိုင်းနေရလို့ကြားတည်ရတယ်ပေါ့နော်အဲ့တော့ အဲ့ဒီဒရင်ကိုတော့ကျွန်တော်တို့စိတ်ချရတဲ့ဒရင်တောက်တယောက်ဖြစ်တဲ့ Fabrizio Romano ကတင်ထားတာဖြစ်တယ်အဲ့တော့သူကဘာပြောထားလဲဆိုလို့ချင်းဒါ AC Milan အတင်းနဲ့ဒါ Man City အတင်းရဲ့ညှိနှိုင်းမှုအစဉ်ကနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီပေါ့နော်အဲ့တော့ရှေ့ဆက်ပြီးတော့ညှိနှိုင်းနေရတယ်ပြန်ရွှေ့ကြရတဘောတညီမှုမရသေးတဲ့တိုင်အောင်ချင်းဒီကောင်းနေတယ်လို့လည်းသိရတယ်အဲ့တော့မကြခင်မှာပဲဒီကစားသမားကျွန်တော်တို့ Man City ကိုရောက်လာဖို့တော့ရှိနေပြီပေါ့နော်အဲ့တော့ဒါ ပြီးခဲ့တဲ့နိုင်ပိုင်းမှာဆိုရင်အီတလီဘက်ကတက်လာတဲ့ဒင်းတွေရဆိုလို့ရှိရင် AC Milan အတင်းနဲ့ဒါ Man City အတင်းကကျွန်တော်တို့သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့လဲကျွန်တော်တို့တင်ထားတာတွေ့ရတယ်ဗျာဒါပေမဲ့ဟိုတေချာတဲ့ဒင်းတောက်တည်းကတင်ထားတာမဟုတ်တည်းအတွက်ကျွန်တော်အတီလို့မှတ်ယူလို့မရသေးဘူးပေါ့ဗျာအဲ့တော့လက်ရှိအချိန်မှာတော့ကျွန်တော် AC Milan အတင်းနဲ့ Man City အတင်းကညှိနှိုင်းဆွေးနွေးမှုတွေ လုံနေတယ်အဲ့တော့မကြခင်အချိန်တွင်းမှာပဲဒီ render ကိုရောက်လာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ရောက်လာနိုင်ဘူးလဲကျွန်တော်နေမျှော်လင့်ပါတော့ဒီချင်းနေတိရောက်မှတော့ကျွန်တော်တို့ Man City တင်းကလည်းဒီကစားသမားကိုမရရအောင်ခေါ်ရမှာဖြစ်တယ်လို့ AC Milan တင်းကလည်းသူတို့အတွက်ဒါဒီကစားသမားရောင်းရငွေနဲ့ကျွန်တော်တို့တခြားကစားသမားတွေခေါ်လို့ရတဲ့အတွက်ရောင်းချတော့မှာပဲဖြစ်တယ်အဲ့တော့ AC Milan တင်းလိုချင်တဲ့65မီလီယံနဲ့ Man City ကပေးချင်တဲ့60မီလီယံတို့အကြားဘလို့ဆွေးနွေးညှိနှိုင်းမှုဆက်သွားမလဲဆိုတော့အဖြေပေါ်မှာပဲကျွန်တော်တို့ဒီကစားသမားရောင်းမြောက်ကမူတည်နေ ဗျအဲ့တော့ကျွန်တော်ကတော့ဒီကစားမမကြခင်ပဲကျွန်တော် official တက်လာတော့တယ်လို့ကျွန်တော်လည်းထင်ပါတယ်ညီကိုရောကျွန်တော်တို့ဒီကစားမရောက်လာနိုင်ခြင်းရှိလားဒီကစားမ highlight တွေရောကြည့်ပြီလားကောင်းလားမန်စီးတန်းနဲ့ live ဖတ်တယ်လို့မြင်လားကိုမမတစ်ချက်လောက်ရေးထားပေးခဲ့ကြပါအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်